โอเคဆိုတော့ကျွန်တော်တို့ဒီသင်္ကန်းစာမှာ variables တွေအကြောင်းစာပြီးတော့ဒီလာပါမယ်เนาะဆိုတော့ကျွန်တော်တို့ဒီမှာ java class တစ်ခုစောက်မယ်ဆိုတော့ varia alias နော် variables โอเคဆိုတော့ကျွန်တော် variables ဆိုတာကဘာလဲဆိုတော့ကျွန်တော်တို့အာ data တွေကိုထိမ့်သိမ့်နဲ့စနစ်ပေါ့เนาะဆိုတော့ data တွေကိုကျွန်တော်တို့အာဘယ်လိုသိမ့်ထားမလဲကျွန်တော်ဘယ်လိုပြန်သုံးမလဲဆိုတာကိုအာဒါအသုံးချရင်ဒီဖြစ်ပါတယ်เนาะโอเค ော့ကျွန်တော်တို့ကဒီ code file တွေကိုမရေးခင်မှာကျွန်တော်တို့အများအားလောရမယ့် sequence နှစ်ခုရှိတယ်တစ်ခုကကြာတော့ကျွန်တော်တို့ class တစ်ခုစောက်တယ်ဆိုတော့ class ကတော့ကျွန်တော်စောက်เสียမှာမလို့တော့ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ ID ကကျွန်တော်တို့ကိုလိုအပ်တဲ့ဒီ format ကိုခြားထားပေးပြီးသားမဟုတ်လို့ပေါ့နော် okay ဆိုတော့ကျွန်တော်တို့ဒီမှာအာဘာလုပ်မလဲဆိုတော့ main method စောက်နော်ဆိုတော့ main method ကစောက်တဲ့နေလမ်းနှစ်ခုရှိတယ် PSVM လို့ရေးလဲရတယ်ကျွန်တော်တို့ main လို့ရေးလဲရတယ်နော်ဆိုတော့ဒီဟာကိုတော့ကျွန်တော်အရှိမဒါ mention လုပ်ခဲ့ပြီးပေါ့နော် โอเคဆိုတော့ကျွန်တော်ဒီရက်မှာပုံမှန်အားဖြင့်ဆိုရင်ကျွန်တော်တို့အာကုတ်တွေကိုကျွန်တော်တို့အာအောက်ပုတ်တွေကိုပြဖို့အတွက်ရေးရပါတော့ဆိုတော့โอเคဆိုတော့ရေးကြည့်အောင်ဆိုတော့ SL အာ code war technology ပါเนาะโอเคဆိုတော့ကျွန်တော်ဒီ code war technology ဆိုရဲဒီစာသားကိုကျွန်တော်ကဆိုတော့နှစ်ခါသုံးခါရေးကျင်တယ်ပေါ့နော်နှစ်ခါသုံးခါရေးကျင်တော့ဥပမာ၄ချောင်း၅ချောင်းကျွန်တော်ရေးကျင်တယ်ဆိုရင်ပုံမှန်အားဖြင့်ကျွန်တော်တို့ဘယ်လိုလုပ်လို့လေ့လာရှိလဲဆိုတော့ကျွန်တော်တို့ ဒီစာအကြောင်းကိုကျွန်တော်တို့အန်တာအနာတစ်ချက်ခေါက်လိုက်တယ်ပြီးရင်ကျွန်တော်တို့ဒီဟာကို copy ကူးရပါတော့ control c နဲ့ copy ကူးရပြီးရင်အဲ copy ကူးထားတဲ့ဟာကို control v နဲ့ကျွန်တော်တို့ဒါပြီးတော့တစ်ခါအောင်စင် control v control v control v ပေါ့နော်အဲကျွန်တော်အဲ့လိုမျိုးကျွန်တော်တို့ကဒီတကြောင်းတကြောင်းချင်းစီစင်ပြီးတော့အာ code ကို copy ပွားချပွား code ကို copy ပွားရပါတော့ okay ဆိုတော့ကျွန်တော်တို့ဒီမှာ code ကို copy ပွားတဲ့အခါမှာကျွန်တော်တို့ id 3နေရာဖြစ်တဲ့အတွက် shortcut ရှိပါတယ်နော် ဆိုတော့ခုနကတော့ကျွန်တော် control c control v ရကိုပြောမဲ့သားပြောရတကယ်လည်းအလုပ်ရှုပ်တယ်ပေါ့နော်ဆိုတော့အဲ့တော့ဘယ်လိုလုပ်လို့လုပ်ထားရှိလဲဆိုတော့ကျွန်တော်တို့ကဒီကို copy ကူးခြင်းနဲ့ကုတ်ပုတ်ရဲ့အပေါ်မှာ cursor တင်ပေါ့နော်ဥပမာကျွန်တော် line number 5ကိုကျွန်တော်က copy ကူးခြင်းနဲ့ဆိုရင်ဒီ line number 5အပေါ်မှာကြိုက်တဲ့နေရာမှာ cursor တင်လိုက်ပြီးရင်ကျွန်တော်တို့ control d လို့နှိပ်လိုက်နော်ကျွန်တော် control d လို့နှိပ်လိုက်တိုင်းမှာဒီကျွန်တော်နောက်ထပ်တစ်ကြောင်းတစ်ကြောင်းစီရလာသေးတယ်နော်ခုနကတည်းကအလုပ်ရှုပ်သက်သာနော်ခုနကကျတော့ကျွန်တော်တို့ဟာဒီ line တွေ out out တွေဆင်းရတယ်ပြီးရင်ကျွန်တော်တို့ အာ copy ကူးရတယ်ပြီးရင်ကျွန်တော်တို့ page လောက်ရပါတယ်ဗောနော်အလုပ်ရှုပ်လဲဗောနော်ဒီမှာတော့ကျွန်တော်တို့ shortcut ကမြန်တယ်ဗောနော် okay ဆိုတော့အဲ့ control တွေကကျွန်တော်တို့ကဒီဒီတစ်ခုလုံးကျွန်တော် select မှတ်ထားမှာဆိုတော့ကျွန်တော်တို့ကအဲ select မှတ်ထားတဲ့ဟာဗောနော်အဲ့ဥမာ၄ချောင်း select မှတ်ထားရဆိုရင်၄ချောင်းစာပြန်ပြီး copy ပွားပေးနော်ဒီရဲ့အဓိပ္ပာယ်ကကျွန်တော်က duplicate လို့ပြောပါဗောနော်အာဒီစာသားတွေကိုကျွန်တော် copy ကူးခြင်းနဲ့ဆိုရင်တော့ကျွန်တော် copy ကူးခြင်းနဲ့စာသားကိုရွေးပြီးတော့ control တီနှိပ်ဗောနော်ဒါဆိုရင်ကျွန်တော်စာသားတွေကို copy ကူးသွားပါလိမ့်မယ်နော် okay ဆိုတော့ control တီဆိုရဲဒီ shortcut တွေကိုကျွန်တော်တို့ဒါအသုံးချဗောနော် โอเคဆိုတော့ကျွန်တော် variable အကြောင်းသွားပါမယ်ဒီမှာဆိုရင်တော့ကျွန်တော်ကစာအကြောင်းကိုကျွန်တော်၄ချောင်းရေးတယ်ဆိုတော့၄ချောင်းရေးပြီးတော့ကျွန်တော်ဒီဟာကို run ကြည့်မှာပေါ့နော်โอเคအဲ့တော့ run ကြည့်တဲ့အခါမှာကျွန်တော်တို့ဒီမှာရေးထားတဲ့ code ၄ချောင်းရဲ့အဖြစ်เนาะဒီ reset တွေမှာတွေ့ရပါလိမ့်မယ်โอเคဆိုတော့တစ်ခါတစ်လေကျရင်ကျွန်တော်တို့ကဒီဟာတွေကိုကျွန်တော်ကနာမည်လိုက်ပြောင်းကျင်တယ်ပေါ့နော်ဥပမာအဲကျွန်တော်နှစ်ချောင်းလောက်ရေးပြီးပြီပေါ့နှစ်ချောင်းလောက်ရေးပြီးတဲ့အချိန်မှာအောက်ကနှစ်ချောင်းကိုကျွန်တော်က power technology edu ပေါ့နော်ဆိုတော့ကျွန်တော်ဒီလိုမျိုးရေးကျင်တယ်အဲ့တော့ အာကျွန်တော်နောက်ထပ်ရေးတဲ့အစာချောင်းမှန်မှန်သမျှကိုကျွန်တော်ကအာ EDU လို့ထည့်ခြင်းတာပေါ့နော်နော်ဆိုတော့ကျွန်တော်နောက်ပိုင်း data တွေအကုန်လုံးကို EDU လို့ထည့်ခြင်းတာโอเคအဲ့တော့ကျွန်တော်ကမလုပ်ရတယ်ဆိုတော့ဒီနောက်ထပ်စာချောင်း၃ချောင်းလုံးကိုကျွန်တော်လိုက်ပြီးတော့ပြင်နေရပါတယ်နော်ပြင်နေရတယ်ဆိုတော့ပြောရရင်ကျွန်တော်ဘာဖြစ်တယ်လဲဆိုတော့အလုပ်ရှုပ်တယ်ပေါ့နော်โอเคဆိုတော့ကျွန်တော်က data တွေကိုဒါရဲ့ data တွေပဲတကယ်တမ်းကကျွန်တော် အပြောင်းလဲဖြစ်နိုင်သမျှဒီ content တွေအကုန်လုံးက data တွေပဲပေါ့နော်ဆိုတော့အဲ့ data တွေ information တွေအကုန်လုံးကိုကျွန်တော်တို့ကအာဒီလိုမျိုးကြီးလုပ်နေမယ်ဆိုရင်ကျွန်တော်တို့ကုတ်၃ချောင်းရှိရင်၃ချောင်းလုံးကိုကျွန်တော်တို့ live ပြင်ရမယ်၄ချောင်းရှိရင်၄ချောင်းလုံး live ပြင်ရတော့နော်ဆိုတော့တစ်ချောင်းတစ်ချောင်းဆိုရင်တော့မသိတာပဲမလို့ကျွန်တော်တို့ဒီစာချောင်းတွေများလာပြီဆိုရင်သိတာနော်ဆိုတော့အဲ့လိုအခြေအနေမျိုးအတွက်ဆိုကျွန်တော်တို့ကဘယ်စနစ်ကိုသုံးမလဲဆိုတော့ variable ဆိုတဲ့ဒီနည်းပညာကိုသုံးပါတယ်နော် variable ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ data တွေကိုသူကသိမ့်ပေးထားတယ် ပြီးရင်အဲ့ဒီ variable ဆိုတဲ့ကောင်ကိုကျွန်တော်တို့ပြန်ပြီးတော့အသုံးချတယ်နော်ဆိုတော့ programming လုပ်တယ်ဆိုရင် programming လေ့လာရဲဆိုရင်ဒီ variable ကမဖြစ်မနေအသိကိုတည်ထားရမယ်အဲနည်းပညာတစ်ခုဖြစ်ပါတယ်နော်โอเคအဲ့တော့ကျွန်တော်တို့ variable တစ်ခုတည်ဆောက်မယ် variable တစ်ခုတည်ဆောက်ခြင်းကျွန်တော်တို့ဘယ်လိုတည်ဆောက်ရသလဲဆိုတော့နော်အကျွန်တော်ဒီမှာကျွန်တော်တို့ရေးလိုက်တဲ့ data အမျိုးအစားကိုကျွန်တော်တို့ကြည့်ရတယ်နောက်ပြီးရင်ကျွန်တော်တို့အာနာမည်ဘယ်လိုပေးမလဲပေါ့နော်ဆိုတော့အဲ့တော့ code technology ဆိုတာကကျွန်တော် Facebook page ရဲ့နာမည်နော်ဆိုတော့ Facebook page ရဲ့နာမည်ဖြစ်တဲ့အတွက်ကျွန်တော်က Facebook နော် Facebook page name ကိုကျွန်တော်ပေးလိုက်ဒါမျိုးလေးပေါ့နော်ဆိုတော့ပြီးတော့ကျွန်တော်အနောက်ကနေပြီးတော့ Cowork Technology ကိုရေးလိုက်နော် Cowork ဒါမျိုးလေးရေးလိုက်မယ်နော် Okay ဆိုတော့ဒီမှာ Facebook page ရဲ့ဒီ name ဆိုပြီးတော့ကျွန်တော်ကသူ့ကိုနော်ဒီကောင်ကိုကြီးလိုက်တာနော်ဩဒါ Facebook page ရဲ့နာမည်ပါလားလို့တမ်းပြီးသိသိနိုင်တဲ့နာမည်လေးတစ်ခုကျွန်တော်နာမည်ပြောင်းတစ်ခုပေးလိုက်တယ်ပြီးအဲ့ဒီအထဲထဲမှာမှာကျွန်တော်ရောအဲ့ဒီအဲ့ဒီနာမည်ပြောင်းပေးထားရပါတော့ ပြီးရင်ကျွန်တော်တို့ဒီ data အမျိုးအစားပါလဲဆိုတာကိုသိအောင်လို့ကျွန်တော်တို့အရှိဆုံးမှာကျွန်တော်က stream လို့တခါရေးပါတယ်နော်ကျွန်တော်တို့ရေးနေတဲ့စာသားကနော်ဒီဒီ data ကစာသားဖြစ်တယ်ဆိုရင်ကျွန်တော်တို့က stream ဆိုပြီးရေးရအဲ stream ဆိုတဲ့နေရာမှာကျွန်တော်ဒီလိုသွားရေးလို့မရဘူး s ကအသေးနဲ့ရေးလို့မရဘူးအကြီးနဲ့ပဲရေးရနော်အာဒီမှာတခြား data ပေါ့နော်ဥပမာထားပါတော့ကျွန်တော်တို့အာ follower ပေါ့နော်ဆိုတော့ကျွန်တော်တို့အာ s out ဥပမာထားပါတော့ 59 49k follower ပေါ့နော် 49k ပေါ့နော်ဆိုတော့ထားပါ k ရုပ်ပါကျွန်တော်ကျွန်တော်တို့ကစာသားဖြစ်သွားတယ်နော်ကင်္ဂလန်မဟုတ်တော့ဆိုတော့ကျွန်တော် 49k ပဲရေးလိုက်နော်ဆိုတော့ 49k ပေါ့နော်ဆိုတော့ 49k ကိုရေးလိုက်မယ်တောင်မလို့ဥမာထားပါတော့ဆိုတော့ဒီလိုရေးလိုက်မယ်နော် 49k ဆိုတော့ကျွန်တော်4900ပေါ့နော်ဒီလိုမျိုးနော်ဆိုတော့ follower 4900ရှိအဲ့တော့ကျွန်တော်အဲ့4900ဆိုတော့ကျွန်တော်သိင်းချင်တယ်ဆိုရင်ကျွန်တော်ဒီမှာနာမည်လှလာလေးတစ်ခုပေးမယ်ဆိုရင်နာမည်လှရဲဆိုတာထက် ော်ဒီကောင်ကိုကြည့်လိုက်တာလေဒီ data ကဘာကိုညွှန်းညာလဲဆိုတော့သိနိုင်တဲ့နာမည်တစ်ခုပေးလိုက်တယ်ပေါ့နော်အဲ 49k နေရာမှာကျွန်တော်ဘာလို့ရေးလိုက်မလဲဆိုတော့အဲဒီဒီ 49k ဆိုတဲ့ data အတွက်ပေါ့နော်ဆိုတော့ကျွန်တော်ဘာရေးမလဲဆိုရင်အာ 49k နော်4900เนาะโอเคဆိုတော့ follower ပေါ့နော် follower အရေးအတွက်ဆိုတော့ follower account ပေါ့နော်ဆိုတော့ follower account လို့ပေးလိုက်မယ်ပြီးကျွန်တော်ခုန4900ကိုကျွန်တော်ဒီမှာတင်တင်လိုက်ပေါ့နော် โอเคဆိုတော့ဒီဟာကကြတော့ကျွန်တော်ကကိန်းကဏ္ဍဖြစ်တယ်နော်ကိန်းကဏ္ဍဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာ integer လို့ရေးတယ်ဆိုတော့အဲ့ဒီ integer ကိုကြတော့ကျွန်တော်တို့ကအသေးနဲ့ရေးတယ် stream ကကြတော့အကြီးနဲ့ရေးတယ်နော်ဘာကြောင့်မို့လို့အဲ့လိုမျိုးကိုယ်နေရလဲဆိုတဲ့အကြောင်းကိုကျွန်တော်အသေးစိတ်ဆက်ရှင်းပြမယ်အခုလောလောဆယ်တော့ကျွန်တော်ရေးပြရတဲ့အတိုင်းပဲလိုက်ပြီးတော့ရေးပြပါနော်โอเคဆိုတော့ဒီလိုအရာတွေကိုကျွန်တော်တို့ကဘာလို့ခေါ်တယ်လဲဆိုရင်ဒီလိုစာကြောင်းတစ်ကြောင်းလုံးကိုကျွန်တော်တို့က variables လို့ခေါ်ပါတယ်နော်โอเค ဆိုတော့ variability ကဘာလို့လို့ရတယ်လဲဆိုတော့ကျွန်တော်တို့ဒီ data တစ်ခုလုံးကိုတင်ထားရမှာเนาะစာသား stream မှာပါရယ်เนาะ double quote ပါပါရယ်အဲ့ double quote တစ်ခုလုံးကိုကျွန်တော်ဖြတ်ချပြင်မယ်เนาะတူနေရဟာကိုဖြတ်ချပြင်မယ်ပြင်ဒီ facebook name ဆိုတဲ့အကောင့်လေးကိုကျွန်တော်တို့ဒီမှာလာပြီးတော့ရေးပေးလိုက်เนาะ okay ဆိုပြီးတော့ဒီမှာလည်းအဲ့အတိုင်းပဲကျွန်တော်တို့ facebook လို့ရေးလိုက်ရေးပြီးတော့ဒီမှာနော်ရေးပေးလိုက်အောင်မယ်အကုန်လုံးလိုက်ရေးနေစရာမလိုခုနစာသားဆိုရင်ကျွန်တော်တို့ကမတူတူအောင်အကုန်လုံးလိုက်ပြီးတော့ क्वेन ရေးရတာဒီမှာကျတော့ system ထဲမှာရှိနေပြီးသားဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ကရေးနေစရာမလိုတော့နော် okay တော့ကျွန်တော်ဒီမှာအကုန်လုံးနေရာမှာကျွန်တော်ခုနက Facebook page နဲ့ပဲကျွန်တော်အကုန်လုံးကိုပေးလိုက်မယ်နော်။အဲငါးချောင်းလုံးကျွန်တော် Facebook page နဲ့ပေးလိုက်တယ်ပြင်လိုက်တယ်ပေါ့နော်။ Okay တော့ပြီးရင်ကျွန်တော်ဘာလုပ်ဝင်လဲဆိုတော့ဒီ4900နေရာမှာလည်းကျွန်တော်အပေါ်မှာရှိနေတဲ့ follower account ကိုကျွန်တော်ကျွန်တော်ပြောင်းလိုက်ပဲပေါ့နော်။ Okay ဆိုတော့ပြီးရင်ကျွန်တော်တို့ဒီဟာလေးကိုပြန် run ကြည့်မယ်နော်။ Okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာ Facebook page name လို့ရေးထားတဲ့နေရာတိုင်းမှာကျွန်တော်တို့ Cowork Technology ဆိုတဲ့အဲ data တွေ့ရတယ်။ follower count ဆိုတဲ့နေရာမှာကျွန်တော်ဒီမှာ၄000 9000ဆိုတဲ့အရေးအတွက်ကိုတွေ့ရတယ်နော် okay ဒါကပါလဲဆိုတော့ very invest ရဲ့သဘောတရားပါပဲကျွန်တော်ကဒီ data ကိုတင်ထားရဲတင်ထားပြီးနေရာတိုင်းမှာပြန်သုံးလို့ရတယ်ကျွန်တော်ကအဲ့ data ကြီးကိုတကူတကကြီးလိုက်ပြီးတော့ပုံစံတူအောင်လိုက်အတိအကျလိုက်ရေးနေရမှာလို့သူ့ကိုတင်ထားတဲ့ဒီနာမည်လေးတွေကိုပဲပြန်ညှို့ပြီးတော့ထည့်ပေးလိုက်အောင်ပဲကျွန်တော်အရန်ယူရှင်းတယ်300အရန်လွယ်ပြောရင် variable ကဘာနဲ့တူလဲဆိုတော့ data တွေကိုတင်ပေးထားတဲ့ကျွန်တော်တို့အာဒီခွက်တစ်ခုပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့ဘုံတစ်ခုနဲ့တူတယ်နော် တော့အဲ့လိုသဘောတရားမျိုးပါပဲဆိုတော့သူ့ကိုကျွန်တော်တို့ကဒီနာမည်လေးတွေကိုပြန်ပြန်ညှို့ပြီးတော့သုံးပေးလိုက်အောင်မယ်နော်โอเคဟုတ်ပြီကျွန်တော်ခုနကနာမည်ပြင်ချင်တယ်ပေါ့အဲ့တော့အရှိဆုံးနှစ်ခုကိုတော့ကျွန်တော်က core technology လို့လိုချင်တယ်အနောက်က၃ခုကိုတော့ဒီ၃ခုကိုကျွန်တော်က core technology edu လို့အောက်ပို့ထွက်ချင်တယ်ဒါဆိုရင်ကျွန်တော်တို့ data ကိုပြင်မှာနော်ဆိုတော့ data ကိုကျွန်တော်တို့ပြင်မယ်ဆိုရင်ဘယ်လိုပြင်ရသလဲဆိုတော့ကျွန်တော်တို့ကဒီကျွန်တော်တို့ပြင်ချင်တဲ့ data ကိုတင်ထားတဲ့ variable ရဲ့နာမည်ပေါ့နော်ဒါကို variable name လို့ခေါ်တယ်အဲ့ variable ရဲ့နာမည်ကိုပြန်ရေးမယ် နော် fee ပဲနာမည်ကိုပြန်ရေးမယ်ရေးပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ထည့်ကျင်တဲ့ပြောင်းကျင်တဲ့ data ကိုပြန်ရေးမယ်ပေါ့နော်ဒီမှာကျွန်တော်တို့ core technology ဆိုတဲ့အာကျွန်တော်လိုချင်တဲ့ data အပြည့်ပြန်ရေးပေးရမှာပေါ့နော် CHNO အလို GIS ED ပေါ့နော်ဒီလိုရေးလိုက်ပေါ့နော် Okay ဒီလိုမျိုးရေးပြရဒီကျွန်တော်တို့က data တွေကိုပြန်ပြီးပြင်တဲ့အခါကျရင်တော့အကုန်လုံးရေးပေးစရာမလိုကျွန်တော်ဆက်ဆက်ချင်ပထမတစ်ခေါက်တတ်ပတ်တဲ့အချိန်မှာတော့ကျွန်တော်တို့ကဒီ variable name လည်းရေးပေးရမယ် data type လည်းရေးပေးရမယ်ဒါပေမဲ့ အပြန်ပြီးတော့အရှိနေပြီးသား data ကိုကျွန်တော်ပြင်ချင်တဲ့အခါမျိုးမှာဆိုရင်တော့ကျွန်တော်တို့မလုပ်လို့မရဘူးလဲဆိုရင်ကျွန်တော်တို့အာဒီအရှိရ data type ကိုပြန်ရေးပေးလို့မရအောင်နော်ဆိုတော့ကျွန်တော်ရေးလိုက် error တက်ပါလိမ့်မယ်ဒါကသူအစ်စ်တစ်ခုလုတ်တယ်လို့ဖြစ်သွားတယ်နောက်ပြီးတော့ကျွန်တော်တို့ကဒီ variable name တွေကိုအစ်စ်တတ်မှတ်တဲ့အခါမှာကျွန်တော်တို့ကရှိနေပြီးသားနာမည်နဲ့သွားတူလို့မရအောင် variable name နဲ့ unit ဖြစ်ရတယ်ဒါ data တွေက unit ဖြစ်ကြမလို့ data တွေတူနေလို့ရတယ်ကိစ္စမရှိဘူးဒါပေမဲ့ variable name တွေကတော့ကျွန်တော်တို့ unit ဖြစ်ရတယ်နော် unit ဆိုတာတစ်ခုတည်းဖြစ်ရတယ်အခုထပ်နေအောင်ပြကျွန်တော်တို့မဖြစ်ရဘူးပေါ့နော် okay ဆိုတော့ကျွန်တော်တို့ဒီမှာဒီအားမှားရပေါ့နော်ဒီရေးပုံရေးနေအောင်မှားတယ်အဲ့တော့ကျွန်တော်တို့ data type ကိုပြန်ပြီးတော့ဖြတ်လိုက်ပါမယ်နော် okay ဆိုတော့ဒါဆိုရင်ကျွန်တော်ပြန်ပြီး run ကြည့်ပါအောင်နော် okay ဒါဆိုရင်အပေါ်ဆုံးနှစ်ခုပေါ့နော်ကျွန်တော်ဒီ data ကိုမပြင်ခင်နှစ်ခုကကျွန်တော်တို့ cohort technology လို့တွေ့ရမယ်အောက်က၃ခုကတော့ကျွန်တော်တို့ဒီမှာ cohort technology edu လို့တွေ့ရတယ်နော် okay အဲ့လိုပဲကျွန်တော်ဒီမှာခုနကဒီ follower ကောင်းအောင်ကျော်4900ရှိရဲထားပါတော့ကျွန်တော် follower တက်လာပြီပေါ့နော်ဆိုတော့ကျွန်တော်ပထမတစ်ခါရေးထားတယ်ဆိုတော့နောက်ပြီးတော့ကျွန်တော် follower ကောင်းအောင်ပြောင်းသွားပြီပေါ့နော် follower ကောင်းကိုငကုံမူရင်းရှိရာထက်အာငကုံမူရင်းရှိနေတဲ့ follower sorry အာ follower ကောင်းကောင်းထက်ကျွန်တော်တိုးလိုက်ပြီပေါ့နော်ဒါဒီမှာတော့ကျွန်တော်ကျွန်တော်ဘာသာကျွန်တော် design byte design byte ပေါ့ဥမာ number နဲ့တိုးတယ်ပေါ့နော်ခုန4900ဆိုတာထားပါတော့ကျွန်တော်9000လို့ရေးလိုက်တယ်ဒီလိုမျိုးပေါ့နော်ဒီလိုရေးချင်လဲရတယ်မဟုတ်ဘူးကျွန်တော်ကအတွက်ချက်တော့ပြီးတော့ရေးချင်လဲရနော် တော့ဥမာထားပါတော့ကျွန်တော်ဒီကောင်ဆိုရင်လည်းကျွန်တော်ဒါနီလာနှစ်ခုရှိရယ်ခုနကတော့ကျွန်တော်ကဒီအပေါ်ကဒီ data ကိုကျွန်တော်အကုန်ပြန်ပြန်ရေးအကုန်လုံးပေါ့နော် choose route အောင်ပြန်ရေးပြီးတော့မှကျွန်တော်က ED EDU ကိုစလုံးစလုံးလေးကိုထပ်ထည့်လိုက်တယ်ပေါ့နော်အဲ့လိုလုပ်လဲရတယ်ဥပမာနောက်တနည်းကဘယ်လိုလုပ်လို့ရလဲဆိုတော့ငကုံမူရင်းရှိနေခဲ့တဲ့နာမည်ပေါ့ငကုံမူရင်းရှိနေတာ Facebook page ရှင်ဆိုတာရှိတယ်အဲ့ဒီနာမည်တွေကိုကျွန်တော်တို့က double code လေးနဲ့ edu လို့ဒီလိုပေါင်းနေရနော်ဆိုတော့ at the body အတိုင်းပဲကျွန်တော်တို့ကဥပမာထားပါခုန5000ပေါ့နော်5000ကိုဒီလိုရေးလို့လဲရတယ်အာ5000နော် ားတော့ဒီလိုမျိုးရေးလို့လည်းရတယ်ဒါမှမဟုတ်ကျွန်တော်တို့ follower account ကိုနော်ကျွန်တော်တို့ခုနကအဲ့အဲ့ငကူမူရင်းရှိနေခဲ့တဲ့ follower follower account အပေါင်းဥပမာထားပါရောကျွန်တော်ကျွန်တော်9000ပေါ့နော်9000ကျွန်တော်1000ထပ်တိုးမှထားပါတာနော်9000 1000ပေါ့နော် okay ဆိုတော့ဒီမှာကျွန်တော် output တစ်ခါထုတ်ကြည့်မယ် sr follower account တစ်ခါ output ထုတ်ကြည့်မယ်ဒီနားမှာကျွန်တော် output တစ်ခါထပ်ထုတ်ကြည့်မယ်နော် sr follower account ဆိုပြီးကျွန်တော် output ထပ်ထုတ်ကြည့်မယ်နော် ဒီမှာ shortcut တွေတော့เนาะကျွန်တော်ဒီမှာအကုန်လုံးကျွန်တော်တကူတကကြီးအပင်ပန်းခံပြီးတော့ assistant တော့ out of print နေရေးမနေဘူးเนาะကျွန်တော် s out လို့ပဲရေးလိုက်တယ် under count ချလိုက်တယ်ပြီးရင်ကျွန်တော်တို့ follower count ဒီလိုမျိုးပဲမြန်မြန်ဆန်ဆန်ရေးပါเนาะဆိုတော့ကုတ်ရေးတာဒါနောက်ကြရင်ကျွမ်းလာပါလိမ့်မယ်เนาะ okay ဆိုတော့ကျွန်တော်ရေးလိုက်တဲ့အခါမှာကျွန်တော်တို့ဒီမှာ၄900ပေါ့เนาะဆိုတော့ဒါပထမဆုံးတစ်ချိန်ကျွန်တော်ထုတ်တဲ့အချိန်မှာဒါ၄900ဆိုတော့တွေ့နေမယ်နောက်တစ်ချိန်အတွက်ကကျတော့ကျွန်တော်တို့9000လို့တွေ့နေမယ်เนาะဆိုတော့ကျွန်တော်ဒီမှာ9000လို့ပြင်လိုက်တဲ့အတွက်ဒါ9000ဖြစ်သွားပြီနောက်တစ်ချိန်ကျွန်တော်ထပ်ပြီးပြင်လိုက်တဲ့အခါမှာငွေမူရင်းရှိနေတာကကျွန်တော်တို့ ာ9000ပေါ့နော်ဒီမှာ9000ပြောင်းသွားပြီအဲ့ဆိုအဲ့9000မှာကျွန်တော်တို့ထပ်ပြင်တာဖြစ်တဲ့အတွက်9000တထောင်ဖြစ်သွားနော်အဲ့လိုမျိုးပဲတော်ကျွန်တော်တို့ဒီမှာအပေါ်မှာ core technology ဆိုပြီး EDU ဆိုပြီးဖြစ်သွားနော်ဆိုတော့ကျွန်တော်ဒီနောက်မှာလည်းနီလန်းနှစ်ခုနဲ့ပြပါမယ်ဆိုတော့ပထမတစ်ခုကကြတော့ကျွန်တော်တို့ဒီဒီတိုင်းအကုန်ရေးရပါဘောနော်ဆိုတော့ဒီတိုင်းခုနကလို့ကျွန်တော်တို့အာ core technology EDU နော်ဒီလိုမျိုးရေးရပါဘောနော်ဒါပါတော့ဆိုတော့နောက်တစ်ခါကျတော့ကျွန်တော်အဲ့လိုမျိုးအကုန်ပြန်မရေးကျင်တော့ဘူးဆိုရင် Facebook page နဲ့အဲ့အခုလက်ရှိ ရှိနေတဲ့အခုလက်ရှိနာမည်ပြောင်းသွားပြီပေါ့နော်ကဝါတက်ကောင်တော်ကြီးယူဆိုပြီးဖြစ်သွားပြီဆိုတော့အဲ့ဒီဟာကိုကျွန်တော်တို့ကပြန်ယူမယ်ပြင်အပေါင်းတပည့်ကုန်းနဲ့ကျွန်တော်တို့ပြင်ကျင်တာကျွန်တော်တို့ဒီမှာအရှိမှာစပေးလေးတစ်လုံးချပြီနော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီအရှိမှာစပေးတစ်လုံးလိုချင်လို့နောက်တစ်ပေါင်းနဲ့ဆက်လုံးရဲ့အရှိမှာစပေးစပေးလိုချင်လို့ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တစ်လုံးချလိုက်တယ်အထောက်အ ED ကိုမြန်မာပေါ့နော်ကျွန်တော်မြန်မာလို့ထပ်ထည့်လိုက်မယ်နော် MAN MA မြန်မာနော်တော့ okay ဆရာဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီနှစ်ခုကတော့ Core Technology EDU လို့ဖြစ်နေလိမ့်မယ်ဒီတစ်ခုကတော့ကျွန်တော်တို့ Core Technology ြန်မာဆိုပြီးဖြစ်သွားတယ်ပြီနော်ဆိုတော့ပြန် run ကြည့်အောင်โอเคနော်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီနှစ်ခုကတော့ core technology edu ဒါကတော့ edu မြန်မာဆိုပြီးဖြစ်သွားတယ်နော်ဆိုတော့ကျွန်တော်က data ကိုပေါင်းတဲ့နေရာမှာနှစ်နည်းရှိတယ်ဟိုပြင်တဲ့နေရာမှာနှစ်နည်းရှိတယ်အရင်ရှိပြီးသားဟာကိုအကုန်လုံးအစတဲ့ဆုံးအကုန်ပြန်ရေးတာရှိတယ်ရှိနေပြီးသား data ကိုပြန်ပြီးတော့ပြန်ယူတယ်နောက်ထပ်အစ်စ်တလုံးထပ်ပေါင်းတယ်ပေါ့နော်စကလုံးတွေထပ်ပေါင်းတယ်ပေါ့နော်ဒီလိုမျိုးနဲ့ကြီးလို့ရပါတယ်နော် โอเคဒါကဒီနားမှာကျွန်တော်တို့မှတ်ထားရမှာပါလဲဆိုတော့ကျွန်တော်တို့ value event အကြောင်းတိဆောက်တယ်ဆိုရင်ကျွန်တော်တို့မှာအချက်အလက်၅ခုလိုပါတယ်ပထမဆုံးတစ်ခုကကျွန်တော် data type ပါနော် data type ပါ data type ကကျွန်တော်တို့ဒါရေးပုံရေးနှစ်မျိုးရှိတယ်ဟိုတချို့ data type တွေအကြီးနဲ့ရေးရတယ်တချို့ data type တွေအသေးနဲ့ရေးရနော်ဆိုတော့ကျွန်တော်နောက်ထပ်သင်ခန်းစာမှာကျွန်တော်အသေးစိတ်ရှင်းပြပါမယ်နော်ဆိုတော့အခုရော data type လို့ရေးလိုက်မယ်ပြီး value event name ပေါ့နော် value event name ပေါ့နော် value event name ဆိုတော့ကျွန်တော်အနောက်က data တွေကို ရှိနေတဲ့ data တွေကိုကျွန်တော်တင်ထားလို့ရတဲ့နာမည်လေးပေါ့နော်အဲ့ဒါကိုကျွန်တော် variable name လို့ခေါ်ပါတယ်နော် variable ပေါ့နော် variable name လို့ခေါ်တယ်ဆိုတော့နောက်ပြီးတော့ကျွန်တော်တို့အနောက်မှာဂျာထဲမှာကျွန်တော်တို့ကညင်မြချင်းပေါ့နော်ညင်မြချင်းကိုကျွန်တော်တို့က assignments လို့ခေါ်ပါတယ်နော် assign assignments opeit ပေါ့ operator လို့ခေါ်အရင်တော့ကတော့ကျွန်တော် equal လို့ခေါ်ရပါဘူးနော်ဒီနောက်မှာတော့ equal လို့မခေါ်ရဘူး assignment operator လို့ခေါ်ရ equal လို့ခေါ်ရင်မှားတယ်နော်ဘာဖြစ်လို့မှားလဲဆိုတော့ကျွန်တော်တို့ဒီ java program ကိုလေ့လာရဲ့ဒါနည်းပညာသဘောတရားအရာ အဲ့ဒီအခေါ်ကြီးကမှားပါအေးခွဲလို့မခေါ်အောင်ပေါ့နော်โอเคဆိုတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ဟိုနောက်တစ်ခုကကျတော့ကျွန်တော် data ပေါ့နော် value ပေါ့နော် value နော်ဒီဟာကကျွန်တော်တို့ value ဖြစ်တယ်ပေါ့နော်ဒီ double quote ကနေစပြီးတော့ value ကင်ကနန်းဆိုရင်တော့ဒါကင်ကနန်းတည်တန်းဟာဒါ value ပေါ့နော်โอเคဆိုတော့အနောက်ဆုံးကကျတော့ကျွန်တော်တို့ပါလဲဆိုတော့ဒီ semi column လေးပေါ့နော်ဒီနေရာမှာကျွန်တော် semi column လို့မခေါ်နဲ့ပေါ့နော်အာကျွန်တော်ဘယ်လိုဘယ်လိုခေါ်လဲဆိုတော့ကျွန်တော်တို့ကအာ an operator လို့ခေါ်ရနော် an o p e r a t o ကျွန်တော်ကျွန်တော်တို့ဒီမှာအဲ့လိုအရင်တော့သိခဲ့တဲ့ဒီ sign တွေရယ်သင်္ကေတရယ်အတိုင်း line မခေါ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီမှာကျတော့ तू तू အလုံးလုံးတဲ့ပုံစံပေါ်မှာ multi view ကျွန်တော်တို့က number line လိုက်ခေါ်ရပါဘောနော်။ဆိုတော့ဒီမှာဆိုရင် assignment operator ဒီမှာဆိုရင် an operator ဒီဒီစာကြောင်းလေးစွန့်သွားအောင်လို့ကျွန်တော်တို့အသတ်မှတ်တာပြောရရင်ဒီစာကြောင်းပေးတဲ့မှာကျွန်တော်တခြားစာကြောင်းလာရေးလို့ရတယ်နော်။ဒီမှာ output ကိုဒီနားမှာလာထုတ်လို့ရတယ်။နော်။ဟိုဘာဖြစ်ဘာဖြစ်လို့ထုတ်လို့ရနေရလဲဆိုတော့တိသွားလို့ဘာဘယ်လိုတိသွားလဲဆိုတော့ဒီစာကြောင်းစုံသွားပါပြီဆိုတာကိုကျွန်တော်ဒီမှာတိသွားတယ်။ ဥပမာထားပါတော့ကျွန်တော်ဟိုအင်္ဂလိပ်စာတွေပါရေးချက်ဆိုရင်ကျွန်တော်တို့သိတဲ့ဥပမာထားပါတော့ food store ချားလိုက်တိုင်းအတူတူပဲဒီစာကြောင့်အဆုံးသွားပြီအနောက်မှာဆက်ရေးလို့ရတယ်ဆိုတဲ့သဘောတရားမျိုးပေါ့နော်ကျွန်တော်ဒါမျိုးပါနော်โอเคဆိုတော့ကျွန်တော်တို့ကဒီလိုမျိုးတည်တည်ချာချာရေးမှသာလည်ရင်ကျွန်တော်တို့ကနော်ဒါ variable name assignment operator အာโอเคပြီးတော့ value နောက်ပြီးတော့ကျွန်တော်တို့ and operator ပေါ့နော်ဆိုတော့ဒီလို data အချက်လက်အပြည့်စုံရှိမှသာလည်ရင်ကျွန်တော်တို့ variable ဖြစ်တာအာအဲ့လိုမရှိဘဲနဲ့တခုခုကြံခဲ့ပြီဆိုရင်ကျွန်တော်တို့မှားပါပြီနော်ဆိုတော့ဒီဟာကိုမလုပ်တဲ့လို့ခေါ်လဲဆိုတော့ကျွန်တော်ဒီလိုမျိုးအပြည့်စုံရေးကြအောင်ကျွန်တော်တို့က variable initialization လုပ်တယ်လို့ပြောရနော် variable variable initialize ATR1 နော် variable initialization လို့ခေါ်တယ် okay ဆိုတော့ data တွေကိုကျွန်တော်ပြန်ပြင်းတယ်ပေါ့နော်ဒီလိုမျိုး data တွေကိုအပြောင်းအလဲလုပ်တယ်ပြန်ပြင်းတာတွေကိုကြာကျွန်တော်တို့ကဘာလုပ်ကြလို့ခေါ်လဲဆိုတော့အာ modify လုပ်တယ်လို့ခေါ်ပါနော်နော် data တွေကိုကျွန်တော်ကပြန်ပြင်းတာပေါ့နော် modify လုပ်တာမတူးနော်နှစ်ခုကတစ်ခုကကျတော့ရှိနေတစ်ခုကကျတော့မရှိသေးလို့အခုမှစပြီးလုပ်တာမဟုတ်လို့ initialization လို့ခေါ်ရတစ်ခုကကျတော့ ာရှိနေပြီးသားကိုကျွန်တော်တို့ကပြန်ပြင်တာမှုလို့ modify လုပ်တယ်လို့ခေါ်တယ်နော်โอเคဆိုတော့ variable ကျင်ညာရင်းဒီနောက်တစ်နည်းရှိပါသေးတယ်တစ်ခါတလေကျရင်ကျွန်တော်တို့က data တွေကိုကျွန်တော်တို့အာအခုတော့ကျွန်တော်တို့မှ data မရှိသေးဘူးပေါ့နော်ဒါပေမဲ့နောက်တစ်ချိန်ရရင်တော့ရှိလာလိမ့်မယ်နောက်တစ်ချိန်ရရင်တော့အဲ့ data ရှိလာနိုင်တယ်ဆိုရဲအခါမျိုးရှိတယ်နော်ဆိုတော့ဥပမာထားပါတော့နော် Facebook ရဲ့ color ပေါ့နော်ဆိုတော့ theme ပေါ့နော်ဆိုတော့ THC အမီ theme ပေါ့ဆိုတော့ကျွန်တော်တို့အာ string theme color ပေါ့နော် THC အမီ theme color ပေါ့နော် theme color ဆိုပြီးကျွန်တော် ရေးလိုက်မယ်ရေးပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ ်ဟောဒီအနောက်မှာကျွန်တော် data မထည့်ချင်ဘူးပေါ့နော်မထည့်ချင်ဆိုတော့ဒီတိုင်းလေးပဲထားခဲ့လိုက်နော်အဲ့ dim color ကကျွန်တော်နောက်ကျရင်ဒါရှိလာလိမ့်မယ်အခုလောဆယ်တော့ကျွန်တော်မှမရှိသေးဘူးနော်စသဖြင့်ပေါ့အဲ့တော့အဲ့လိုမျိုး data ကမရှိသေးဘူးနောက်တစ်ချိန်ကျရင်တော့ရှိလာလိမ့်မယ်ဆိုရင် data မျိုးကိုကျွန်တော်ပြောလို့ခေါ်လဲဆိုတော့ variable ပဲအာ declaration လို့လုပ်တယ်လို့ခေါ်ရနော်နော် declaration ဆိုတာဒီ variables တွေကိုကျွန်တော်ကြီးညာထားရပါတော့ငါတို့ဒါငါတို့မှာဒီ data ရှိတယ်နော်မင်းသုံးချိန်နောက်ချိန်နောက်တစ်ချိန်ရရင်တော့ယူသုံးလို့ရရဆိုပြီးတော့ကျွန်တော်တို့ကဒါကြီးညာထားရမျိုး freely ပဲ declaration လုပ်တယ်လို့ခေါ်တယ်နော်โอเคဒါလေးမှတ်လားပါဆိုတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့နောက်ဆုံးတစ်ခုပေါ့နော်ကျွန်တော်ဒီ variable တွေသတ်မှတ်တဲ့အခါမှာနာမည်ပေးပုံပေးနည်းစနစ်ကကျွန်တော်အရှိမသင်ပေးခဲ့ရပေါ့နော်ကျွန်တော် camel case နဲ့ပြီးပါနော် camel case ဆိုတာကရှေ့ဆုံးတစ်လုံးကသေးတယ်နောက်ဆုံးနောက်ပြန်ပြီးဆက်တဲ့စကားလုံးတွေအကြီးနဲ့ပြီးရပေါ့နော်ဆိုတော့ဒါကိုကျွန်တော်တို့ဒါတည်တည်ချာကွဲကွဲပြားပြားရေးပါအပီပီရောရင်းရင်တော့ကျွန်တော်တို့အဆင်မပြေဘူးเนาะဆိုတော့အခုဆိုရင်ကျွန်တော်ဒီမှာနာမည်ပေးနည်းနှစ်နည်းတင်ပေးခဲ့ပြီးသွားပြီဒီမှာဆိုရင်ကျွန်တော်တို့က Pascal case ပေါ့เนาะ နော် Pascal case ဒီမှာဆိုကျွန်တော်တို့ကခံမဲ့ case ပေါ့နော်ဆိုတော့နှစ်ခုကမတူဘူးဆိုတော့ဒီမှာရင်ကျွန်တော်တို့ကအော်ဒီစလုံးအကြီးနဲ့တွေ့ပြီဆိုတော့ဒါ Pascal case ပါလားဒီဒီမှာဆိုရင်ကျွန်တော်တို့ကဒါခံမဲ့ case ပါလားခံမဲ့ case ဆိုရင်ဒါ variable နာမည်ပေးရနော်ဆိုဒီ class name နေဆိုရင် pascal case နဲ့ပေးရဆိုကျွန်တော်တို့ဒီကောင်းထဲမှာ automatic တည်နေပြီเนาะဆိုတော့ခွဲလို့ရနေတော့ဒါဆိုရင်ဒါကိုပြောနေရပါလားဆိုရင်ကျွန်တော်တို့ကတည်နေပြီပေါ့เนาะဒါကြောင့်မို့လို့ကျွန်တော်တို့ကရေးခိုင်းတာဖြစ်ပါတယ်ဆိုတော့နာမည်ဒီအကုန်လုံးကိုပေးပုံပေးနေအတူတူပဲထားမယ်ဆိုရင် အာကိုပါရင်းနေလဲဆိုတော့ကျွန်တော်တခြားလူတယောက်ကိုပြန်ရှင်းပြနေတာပေါ့နော်အခုဆိုကျွန်တော်ရှင်းပြစရာမလိုတော့နော်โอเคဆိုတော့နောက်တဲ့စီကံလေးတစ်ခုကကြာတော့ကျွန်တော်ပါလဲဆိုတော့ဒီစီကံတော့မဟုတ်ဘူးနော်နောက်တစ်ခုကကြာတော့ကျွန်တော်မဖြစ်မနေ like ကို like နာအောင်ပါဟုတ်ကဲ့ခုန video verse name ကိုကျွန်တော်အကြီးနဲ့မပေးလဲရရပါမဖြစ်ဘူးနော်ဆိုတော့ထားပါတော့ကျွန်တော်ဒီမှာဟိုပေးလိုက်လို့ရတယ်အရှိဘာမှမဖြစ်ဘူးဒီမှာဒီနားမှာဘာမှမဖြစ်ဘူးရေးလို့ရရေးခွင့်ရှိရပါနော်ဆိုတော့ဒါပေမဲ့အာဒီအောက်ကဟာဒီ error တက်တယ်ဆိုတော့ဒါမတူလို့ error တက်တာပါနော်โอเค ဆိုတော့ဒါပေမဲ့လို့ကျွန်တော်တို့ဘာလို့လုပ်ခွင့်မရှိဘူးလဲဆိုတော့ကျွန်တော်ဒီ very invest name တွေကိုကျွန်တော်တို့ကဒီလိုစလုံးအဝါရောင်နဲ့တွေ့နေရတဲ့ကျွန်တော်တို့ဒီ keyword လို့ခေါ်တဲ့စကားလုံးတွေကိုကျွန်တော်ရေးခွင့်မရှိဘူးเนาะနောက်ထပ်ပါကျွန်တော် package လို့ရေးလိုက်မယ်ဒီနောက်ပါเนาะဟုတ်လားကျွန်တော်ဒီမှာရေးကြတဲ့ဟိုဒီစာရောင်းမှာကြတဲ့ဟိုကျွန်တော် error တက်တယ်เนาะ DIR ရထားလိုက်တော့เนาะဒါရမတူလို့ error တက်တာဒါကြောင့်ကျွန်တော်ကဒီစလုံးအဝါရောင်တွေကိုကျွန်တော်ပြန်၃နိုင်၃နိုင်မှာဒါ error တက်မှာပဲเนาะ မတူမတူသေးပြီပါ error မှမပြောင်း 2b ဆိုတဲ့ error ပြတယ်နော်။ဒီမှာထားတော့ class 1တို့ရည်ရဲ့ကိစ္စမရှိဘူး class 2တို့ရည်ရဲ့ကိစ္စမရှိတော့ two b နော်။ဒီမှာ key ရဲ့ class ဆိုတဲ့စကားလုံးနဲ့တူသွားပြီဆိုတော့လည်း error တက်တယ်နော်။နောက်တစ်ခုက public နော်။နော်ရည်ရဲ့ error တက်တယ်။ဒါဆိုမတူသေးသေးပြီဘာမှမဖြစ်ဘူးနော်။ Okay အဲအားကြောင့်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ကဒီကျွန်တော်တို့ဒီရဲ့ဒီကုတ်တွေထဲမှာတွေ့ရတဲ့ဒီ keyword တွေကိုဘာမလို့သိဘူးလဲဆိုတော့မဖြစ်မနေအာတူနေရာမျိုးတူနေရာမျိုးလုံးဝမဖြစ်သင့်ဘူးပေါ့နော်ဆိုတော့ဒါလေးကိုမှတ်ထားမယ်နော်ဒါကတော့လုံးဝ scan ဖြစ်တယ် ဆိုတော့နောက်ပြီးတော့ကျွန်တော်ကုတ်ရေးတဲ့အခါမှာဒါဟိုကြံခဲ့ဒီကြံခဲ့လုံးလုံးမရဘူးကျွန်တော်တို့ဒါကြံခဲ့တယ်ဆိုရင်ဒါဒီကုတ်ကမှားတယ်ပေါ့နော်နော်ဟုတ်ကဲ့ဒီ programming language တွေတကွနဲ့တကွနဲ့မတူပါဘူးတချို့ programming language တွေမှာကအာဘာဖြစ်တယ်လဲဆိုတော့အာတခြား programming language တွေမှာမရေးရဘူးပေါ့နော်ဥပမာ kotlin programming တို့ python တို့မှာဆိုရင်ကျွန်တော်တို့အာ python တို့မှာဆိုရင်ကျွန်တော်တို့ဒါရေးရမလို့ပေါ့နော်ဆိုတော့အာဒီ language တွေမှာရေးရနော်ဆိုတော့ programming language တွေတကွနဲ့တကွနဲ့တတ်မှတ်ချက်တွေကမတူဘူးပေါ့နော်โอเค ဆိုတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ဗာလဲဆိုတော့ဒီ sorry နော်ကျွန်တော်ပြောပြရသေးတာပါလာလို့ပေါ့အာနောက်ဆုံးတစ်ခုကကျတော့ကျွန်တော်တို့ဒီ video events တွေကိုကိုက data တိုင်းမသိဘူးဆိုရင်ကျွန်တော်တို့ဒါဒီလိုမျိုးရေးလို့ရတယ်ပေါ့နော်ဥပမာ var နာမည်ပေါ့နော် name equal နော်မောင်မောင်ပေါ့နော်ဒါမျိုးပေါ့ ကျွန်တော်တို့ကဒီ data ရဲ့အမျိုးအစားကိုကျွန်တော်တို့ကမသိဘူးပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်း data type ကိုမသတ်မှတ်ခြင်းဘူးဆိုရင်ကျွန်တော်တို့ဒီ JavaScript programming တို့ဘာလို့မှရှိတယ်ဒီ keyword တွေရပါဘောနော်ဆိုတော့အဲ့လိုမျိုးလာပြီးပေးလို့ရတယ်သူက automatic ကျွန်တော်တို့ data type သတ်မှတ်ပေးပါတယ်နော်ပတ် name လို့ရေးတယ်ကာစာလေးတင်လိုက်တာနဲ့အော်ဒီမောင်မောင်ဆိုရက်ကောင်ကဒါစာသားဖြစ်ပါတယ်သူကသတ်မှတ်ပေးတယ်ပတ်ဥပမာထားပါရောကျွန်တော်နောက်ထပ်တစ်ခုထပ်ရေးလာမယ်ဘောနော် var count ဘောနော် count equal ဆိုတော့ထားပါရောကျွန်တော်7000လို့ရေးလိုက်နော် ဒါဆိုရင်သူကအနောက်က data ကိုကြည့်ပြီးတော့ကျွန်တော်တို့ကဒီမှာ cursor တင်လိုက်တဲ့အခါမှာဒါက integer ဖြစ်ပါတယ်လို့သူ automatic သိနော်ဆိုတော့ဒါမျိုးကိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့ type inference လို့ခေါ်တယ် type inference ဆိုတာကကျွန်တော်တို့ဒီ data တွေရဲ့ပုံမှန်မူတည်ပြီးတော့ဒါ automatic သိနေတဲ့ niche စနစ်ကိုကျွန်တော်တို့က type inference လို့ခေါ်တယ်နော်သူကဒီမှာတခုတော့ရှိတယ်အာဒီမှာကျွန်တော်တို့အာအနောက်မှာခုန declare လုပ်တဲ့လိုမျိုးပေါ့နော် variable declaration လုပ်တဲ့လိုမျိုးဘာမှမရေးဘဲနဲ့တော့ရေးလို့မရဘူးဘာလဲဆိုတော့ ူကဒီနောက်က data ကိုကြည့်ပြီးတော့ဒီ data ကိုသတ်မှတ်တာဖြစ်တဲ့အတွက် data အမျိုးအစားကိုသတ်မှတ်တာဖြစ်တဲ့အတွက်ဒီလိုမျိုးပလိန်ရောကျွန်တော်တို့မှာရေးခွင့်မရှိဘူးเนาะဆိုတော့ဒါကတော့ကျွန်တော်တို့မှားပါတယ်เนาะဆိုတော့ကျွန်တော်တို့အာအမှားဖြစ်တဲ့အတွက်เนาะ Okay เนาะဒါလေးတော့မှားပါနော်ဒီလိုဒီလိုနည်းနဲ့ရောကျွန်တော်တို့ရေးကလို့မရပါဘူးเนาะ Okay နော် Okay ဆိုတော့ဒီသင်ခန်းစာမှာကျွန်တော် value investment ပတ်သက်ပြီးတော့ကျွန်တော်တို့မှတ်ထားရမယ့်စီကံတွေအကုန်လုံးကျွန်တော်ရှင်းပြခဲ့ပါတယ်เนาะ